အလုံးမင်္ဂလာပါခိုင်နေပဲဖြစ်ပါတယ်အခုတခါလေ့လာကြမှာကတော့ဒီမလေးစကားမှာပေါ့နော်အရင်ပဲအတုံးများပြီးတော့အဲဒီခေနဲ့စားတဲ့စကလုံးလေးတွေပဲဖြစ်ပါတယ်ဒီစကလုံးလေးတွေမှာပထမတစ်ခုကတော့တငယ်ချင်းပေါ့နော်တငယ်ချင်းတငယ်ချင်းကိုဆိုလို့ရှိရင်တော့ကာဝံတငယ်ချင်းကိုဆိုရင်ကာဝံအဲ့တော့ ဘေဆုဆိုင်ယနာပကီရိုမကာဝဲဘေဆုဆီရောကတော့မနှက်ဖန်ပေါ့နော်ဘေဆုတူအေဆုတူဆိုရင်မနှက်ဖန်အဲ့တော့ဆိုင်ယနာပကီဆိုတာဆရာကတော့မိမိကိုယ်ကိုကုစားပြုတဲ့စကလုံးလေးအလုံးပဲသိကြမှာပါအဲ့တော့နာပကီဆိုတာကတော့သွားရမယ်ပေါ့သွားမယ်ပေါ့အဲ့တော့ရိုမကာဝဲတငယ်ချင်းအိမ်ရိုမဆိုတာကတော့အိမ်ကိုပြောတာပဲဖြစ်ပါတယ်ကာဝဲဆိုတာကတော့တငယ်ချင်းအဲ့တော့ဘေဆုဆိုင်ယနာပကီရိုမကာဝဲမနှက်ဖန်ကျွန်တော်တငယ်ချင်းအိမ်ကိုသွားမယ်သွားရမယ်ဒါမျိုးပြောတာပဲဖြစ်ပါတယ်ရိုမဆိုတာကတော့အိမ်ကာဝဲဆိုတာကတော့တငယ်ချင်းအဲ့တော့ရိုမကာဝဲဆိုလို့ရှိရင်တငယ်ချင်းအိမ်ပေါ့နော်ဟုတ်ပြီနော်ဒါကတော့ ကာဝယ်ဆိုတာကတော့တငယ်ချင်းကိုပြောတာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့အရန်ပဲအတန်ထွက်ချင်းစင်လဲပေါ့နော်ကာဝင်ကာဝင်ဆိုတာကတော့ဒီလက်ထက်တာပေါ့နော်ကာဝင်ဆိုတာကတော့လက်ထက်တာလက်ထက်တာအိမ်တော်ပြတော်ပြတော်ပဲဖြစ်ပါတယ်အဲ့တော့ our ဆိုတာကာဝင်ကာ our ဆိုတာကာဝင်တာလို့ဒါမျိုးမေးတယ်ဆိုလို့ရှိရင်တော့ ဒါမျိုးမေးတယ်ဆိုလို့ရှင်တော့ဗောနော်ဒါမင်းအိမ်အောင်ပြုတ်ပြီးပြီလားနင်းအိမ်အောင်ပြုတ်ပြီးပြီလားလို့မေးတာပဲဖြစ်ပါတယ်။ तू ကစူရတ်ကောင်ဝင်ကောင်ဝင်ဆိုတာကတော့လက်ထက်တာအိမ်အောင်ပြုတ်တာပြောတာပဲဖြစ်ပါတယ်။စူရတ်ကောင်ဝင်နှလုံးနဲ့ဆိုရင်တော့ပြုတ်ပြီးပြီပြုတ်ပြီးပြီဗောနော်ဒါမျိုးပြောတာပဲဖြစ်ပါတယ်။အဲ့တော့အာဝစူရတ်ကောင်ဝင်ပအာဝစူရတ်ကောင်ဝင်ကာဒါမျိုးဆိုလို့ရှင်ဒါမင်းအိမ်တော့ပြုတ်ပြီလားလို့မေးတာကိုကမပြုတ်ရသေးဘူးဆိုလို့ရှင်တော့ဘလုံးပေါ့နော်အမ်ဘလုံးဘလုံးကောင်ဝင်ဒါမျိုးဆိုလို့ရှင်တော့ဘလုံးကောင်ဝင်ဒါဆိုရင်မပြုတ်ရသေးဘူးလို့ပြောတာပဲဖြစ်ပါတယ်ဒါကတော့ ဒီကာဝင်တဲ့အတန်ထွက်ခြင်းဆင်နေပေါ့နော်ကာဝင်ပေါ့နော်ဒါဆိုလို့ရှိရင်တော့အင်တာဗျူတာလက်ထပ်တာကိုပြောတာပဲဖြစ်ပါနောက်တစ်ခုကကြတော့လုပ်တွေမှာတတိတွေအများတဲ့ပြောနေကြမိနေကြစကားတလေးတလုံးပေါ့နော်ဒါကတော့အလုံမှာလွဲတာချောတာမှားတာယွင်းတာဆိုလို့ရှိရင်တော့တတိတွေကမိတက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကဏပကဏပကဏပဆိုလို့ရှိရင်တော့ဒါဘာကြောင့်လဲလို့မေးတာပဲဖြစ်ပါတယ်ကဏပဆိုရင်ဘာကြောင့်လဲအဲ့တော့ကိုကဘာကြောင့်ဆိုတာကိုဒါပြန်ပြီးတော့ဖြည့်ရှင်းပြရတော့မှာပေါ့နော်ဘာကြောင့်လွဲတယ်ချောတယ်မှားတယ်ယွင်းတယ်ဆိုတာပေါ့နော် နောက်တစ်ခုကကြတော့ ခိုရန်ခိုရန်ဆိုတာကတော့လျှော့တာပေါ့နော်လျှော့တာကိုပြောတာပဲဖြစ်ပါတယ်အဲ့တော့ခိုရန်စကစ်ဆိုလို့ရှိရင်စကစ်ဆိုတာကတော့နည်းနည်းအနည်းငယ်ပေါ့နော်အဲ့တော့ခိုရန်စကစ်ဆိုရင်နည်းနည်းလျှော့တယ်နည်းနည်းလျှော့ပါဒါမျိုးပြောတာပဲဖြစ်ပါတယ်အဲ့ညမှာဒီစတက်ဆိုတဲ့ဇလုံးစကလုံးလေးကကြတော့အရသာရှိတယ်ပေါ့နော်အဲ့တော့ခိုရန်စတက်ဆိုလို့ရှိရင်တော့အရသာသိမ့်ရှိဘူးလို့အဓိပ္ပာယ်ရတယ်ပေါ့နော်အရသာသိမ့်ရှိဘူးအရသာနည်းနည်းလျှော့တယ်ပေါ့ဒါမျိုးပြောတာပဲဖြစ်ပါတယ်ခိုရန်စတက်ခိုရန်စတက်ဆိုလို့ရှိရင်တော့ဒါအရသာပေါ့တယ်ပေါ့ရတာတိတ်မကောင်းဘူးပေါ့နော်ဒါမျိုးပြောတာပဲဖြစ်ပါတယ်ဒါကတော့ ခိုရံပေါ့နော်နောက်တစ်ခုကကြတော့ခိုရံပန်းညခိုရံပန်းညခိုရံပန်းညဆိုတော့တော့အာအရအရတာအများကြီးလျှော့တယ်လုံးဝမကောင်းတော့ဘူးဒါမျိုးပြောတာပဲဖြစ်ပါတယ်ဒါကဒီအတုံးများတယ်ပေါ့နော်ဒီခေနဲ့စားတဲ့စကလုံးလေးတွေပဲဖြစ်ပါတယ်ဟုတ်ပြီနော်ပထမတစ်ခုကတော့တငယ်ချင်းပေါ့နော်တငယ်ချင်းကိုကာဝင်တငယ်ချင်းကိုကာဝင်နောက်တစ်ခုကကြတော့ဒါလက်ထက်တာအိမ်တော်ပြူတာကိုကာဝင်လက်ထက်တာအိမ်တော်ပြူတာကိုကာဝင်ပေါ့နော်ပြီးတော့ဒါခိုရံပေါ့နော်အားလုံးသိရတဲ့အတိုင်းပဲခိုရံခိုရံဆိုလို့ရှိရင်လျှော့တယ်နဲတယ်ပေါ့နော်အဲ့တော့ ဒါကတော့အတုံးများတဲ့စကလုံးလေးတွေကိုလေ့လာကြတာပဲဖြစ်ပါတယ်။ဒီညမှာပေါ့နော်အတန်ထွက်ကိုကိုကလုံးဝမလေးအတန်တွေကိုနားလေခြင်းနဲ့မလေးအတန်ထွက်ကိုကိုကအဲသူတို့ဗာပြောပြောကိုနားလေကိုတန်းပြီးတော့အတိတ်ပဲကိုကရှင်းရှင်းလင်းလင်းသိကျင်နေဆိုရှင်တော့တန်းပြီးတော့ပေါ့နော်မြင်မြင်အတက်မြန်ကျင်နေဆိုတော့ဒီမလေးဗီဒီယိုတွေမလေးသချင်းတွေမလေးစကားပြောတဲ့ဒီသတင်းတွေဘာတွေကိုပေါ့နော်ကိုကမြန်မြန်နားထောင်ပြီးကိုလိုပါတယ်ကိုရီးယားတော့ဗမာအချင်းချင်းဖြစ်တဲ့ခါကျတော့ဒီအတန်ထွက်ကတိတိကျကျ ဟိုဗမာတဖြစ်နေတတ်တယ်ပေါ့နော်ဗမာတတရုတ်တန်ပေါက်နေတတ်တယ်အဲ့တော့ကိုကမိမိကဒီမလေးစကားကိုသူတို့ပြောတာကိုဘယ်သူပဲပြောပြောခုနားထဲမှာရှင်းရှင်းလင်းလင်းနဲ့အဲနားထဲမှာဆွဲပြီးတော့အဓိပ္ပာယ်ကိုမြန်မြန်ပေါ်ခြင်းနဲ့ဆိုရင်တော့မလေးဗီဒီယိုတွေမလေးစကားတွေကိုနားထောင်မြန်မြန်နားထောင်ပြဖို့လိုပါတယ်အားလုံးပဲဘိုင်ဘိုင်